အားလုံးမင်္ဂလာပါရှင်။ Resilience ဆိုရဲပေါ့နော်။ကျမတို့ရဲ့ကလေးတွေမှာအကျဉ်းချင်းခံနိုင်တဲ့စွမ်းရည်တွေရရှိလာအောင်ဒီချင်းပြကြရမယ်ဆိုတာကိုပေါ့နော်။ခေါင်းစဉ်တွေနဲ့ဆွေးနွေးပြီးနေခြင်းဖြစ်ပါတယ်။အဲ့ဒီမှာဆိုရင်ကျဉ်းချင်းခံနိုင်တဲ့စွမ်းရည်တွေအဖွံ့ဖြိုးမှုအတွက်ခိုင်မာအားကောင်းမှုအတွက်ဆိုရင်ကျမတို့အဲတူးချင်းစီမှာရှိနေတတ်တဲ့ stress တွေကို ဒါတိထားဖို့လိုအပ်တယ်သိရှိထားလို့ရှိရင်ဒီ stress တွေကိုဘယ်လိုကျော်လာမလို့ဆိုတဲ့အဲအတွေးလေးတွေအဲအကြောင်းအရာလေးတွေကိုလေ့လာသုံးသပ်ပြီးတော့ဆောင်ရွက်လို့ရကြမယ်ပေါ့နော်အဲကြောင့်ဆွေးနွေးပြနေခြင်းလည်းဖြစ်တယ်မနေ့ကဆိုလို့ရှိရင်လေကျွန်တော်တို့ကလေးတွေကို stress တွေပေါ့နော်အဲ stress မှာကိုပဲပဲကျွန်တော်ကဆွေးနွေးတာကြတော့မနေ့ကဆွေးနွေးခဲ့တာလေးကကြတော့ เออဒီကဲကိုပဲ toxic stress ဆိုတဲ့ပေါ့เนาะအနေရဖြစ်စေနိုင်တဲ့စိတ်ဖိစီးမှုတွေအကြောင်းပေါ့เนาะမဖြစ်အောင်ခရုတစိုက်ပြုစုဆောင်ရှားဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုဆွေးနွေးပြီးခဲ့ခြင်းလည်းဖြစ်တယ်အဲ့ဒီမှာဆိုရင်အထူးသဖြင့်တော့ကျွန်တော်တို့ เออ gain นี่ป่ะเนาะ gain นี่ gain เนี่ยอ่ะ gain น่ะบดุเว้ยป่ะเนาะกะลีดิมากะลีดิဆိုရင်တော့เออ ECCD ปัญญาเยมาရှိနေတယ်ပေါ့เนาะเออมวยซ่าอ่ะนี่อัตชิเนี่ยတွင်ပေါ့กะลีดิဆိုရင်เออ TV ดิဖုန်းนี่ပေါ့โกเป้ပြီးတော့မကင်น่ะကောင်းနေဒီကสกรีนတိုင်းเนี่ยอันเนี่ยဖြစ်စီနိုင်เนี่ย အဲအဲ့လိုပါပဲကျမတို့တကယ်ကြီးသွားတဲ့ရွယ်တွေပေါ့နော်အဲလေတန်းမူလာတန်းလေတန်းထက်တန်းရွယ်ထီကိုပဲခုနလိုမျိုးပေါ့နော်အကျန်းဖက်တဲ့ဂိင်းတွေကိုကစားနေပြီအဲချိန်များများပေးပြီးကစားနေပြီဆိုလို့ရှိရင်အနေရည်ဖြစ်စေနိုင်တယ်မိမိကိုယ်ကိုထိန်းသိမ်းနိုင်မှုတွေခဲရင်လာမယ်အာယုစုဆိုင်မှုတွေအားနည်းလာမယ်ပြဿနာဖြေရှင်းလို့ရှိရင်လည်းအကျန်းဖက်တာနဲ့ဖြေရှင်းလာမယ်ပေါ့နော်သူတို့ကဒီလိုမျိုးအကျန်းဖက်တာနဲ့ဖြေရှင်းနေရတယ်သူတို့ကြည့်ရှုထားတာအဓိကက အကျံဖက်တဲ့ဂိမ်းတွေဆိုတော့ဒီဂိမ်းထဲမှာ ਨੇ ဒီအကျံဖက်တဲ့ဂိမ်းတွေကိုကြည်ရင်ကြည်ရင် ਨੇ သူတို့ကယဉ်နီးပြီးတော့ဗောနောအထုံဝါသနာပါပြီးတော့ used to ဖြစ်သွားတာဗောနောကလေးတွေဟာမိမိပတ်ဝန်းကျင်မှာရှိတဲ့အနေအထားတွေအတွေ့အကြုံတွေကိုသူတို့ကသင်ယူတာဆိုတော့เนาะကျွန်တော်ကလေးတွေကိုခုနလိုမျိုး TV တွေဖုန်းတွေနဲ့လွှတ်ထားမယ်ဆိုရင် မလျော်ကလေးတွေ ਨੇ တကယ်ကိုအစိတ်ဖြစ်စေတယ်ပေါ့နော်အန်ရရှိစေနိုင်တဲ့ဂိမ်းတွေကိုသူတို့ကစားနိုင်မယ်ဆိုရင်သူတို့အတွက်အန်ရတွေအများကြီးကြားရနိုင်တာလည်းဖြစ်တယ်ဆိုရဲပေါ့နော်ဆွေးနွေးဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မဆွေးနွေးပေးခဲ့တယ်အထူးသဖြင့်တော့ပြုစုစောင့်ရှောက်တဲ့သူတွေပေါ့နော်မိဘဆရာသမားတွေကလေးမှနားမှနီးကပ်နေတဲ့ပြုစုစောင့်ရှောက်တဲ့သူတွေရဲ့ခန်းကဏ္ဍအရေးကြီးတယ်ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပေးခဲ့ခြင်းလည်းဖြစ်ပါတယ်အဲ့တော့ဟိုကလေးတွေကိုပေါ့နော် အဲသူတို့တွေနဲ့သူတို့ရဲ့စိတ်ဖြစည်းမှုစိတ်ခံစားချက်ကိုနားထောင်တတ်ရမယ်။အဲဒေါသထွက်တဲ့စိတ်ဆိုးတဲ့ဆိုတာအဲလူတိုင်းဖြစ်တတ်တဲ့အလေးထားလေး အဲ့လိုမျိုးအလေးထားလေးတွေကိုသူတို့နားလည်လာမယ်နားလည်ပြီဆိုရင်မိမိရဲ့စိတ်ဖြစ်စည်းမှုကိုဘလို့ပေါ့နော်ထိမ့်သိမ့်မလုံးဆိုတာကိုသူတို့တွေသုံးသပ်မယ်ပေါ့နော်သိရှိလာစေမယ်အဲ့တော့ကြတော့ကလေးတွေရဲ့ပြောတဲ့စကားကိုနားထောင်ပြရမယ်သူတို့ရဲ့ခံစားချက်တွေအလေးတွေယူနေပေါ့နော်လက်လူမရှိဘဲနဲ့နားထောင်ပြရမယ်အဲသူ့ကိုပြန်ပြီးတော့ပေါ့နော်ဒါမျိုးလေးတွေကိုသူရဲ့ပြုစုပြောတွေးခေါ်ဖို့အဲသူတို့ရဲ့သုံးသပ်ပုံလေးတွေကိုလူကြီးမိသားစုတွေကလိန်မာပန်းနဲ့စွာနဲ့ပေါ့နော် သူတို့တွေတကယ်ကိုအတွေးခေါ်တွေအတွေးလမ်းကြောင်းမှန်လာအောင်နေချင်းပေးကြရမှာလည်းဖြစ်ပါတယ်ရှင်အဲ့တော့တကယ်တော့စိတ်ကျမတို့ဒီကြံ့ကြံ့ခံနိုင်မှုဆိုရယ်စိုင်းရီဖွံ့ဖြိုးဖို့ဆိုရင်မိမိတွေမှာရှိနေတဲ့ဒုတိယချင်းစီမှာရှိနေတဲ့စိတ်ဖိစီးမှုတွေကိုလည်းပဲဟာလေ့လာသုံးသပ်ထားဖို့လိုအပ်တာလည်းဖြစ်ပါတယ်ရှင်အဲ့တော့ကြတော့ကျမတို့စိတ်ဖိစီးမှု ကိုဖြစ်စေတဲ့အကြောင်းရင်းတွေအများကြီးရှိတယ် ဖီးအားတွေများလို့လည်းဖြစ်စေတယ်ဟာဟိုအဲပေါ့နော်ဟိုလုတ်ကလေးလည်းလုတ်လိုက်ပါအောင်ဒီအားလေးလည်းလုတ်ပေးပါအောင်ပေါ့အဲဒါမျိုးတွေပေါ့နော်အဲကလေးတွေဆိုလို့ရှိရင်လည်းကျသူတို့ပေါ့နော်သူတို့လုတ်ဆောင် ေးဖို့အတွက်မိဘတွေရဲ့အဲဆောင်ရွက်မှုတွေကအဲဖီအားတွေကများတဲ့အခါတွေမှာလည်းပဲသူတို့တွေမှာအဲဖီအားတွေများပြီးတော့စိတ်ဖိစီးမှုတွေဖြစ်ပေါ်စေတယ်။အဲ့တော့ဒီလိုမျိုးဖီအားများခြင်းကလည်းစိတ်ဖိစီးမှုဖြစ်ပေါ်စေရာဖြစ်တဲ့အတွက်မိမိကလေးကိုလည်းဖီအားတွေအများကြီးမပေးဘူး။ ကိုကိုပေါ်မှာကြနေတဲ့ဖိအားတွေရှိပြီဆိုလဲဒီဖိအားတွေကိုဘယ်လိုကျော်လွှားမလုံးဆိုတာလေးတွေကိုအဲလေးလာသုံးသက်ပြီးဆောင်ရွက်ဖို့လိုတယ်။နောက်တစ်ခါအပြောင်းလဲကြီးကြီးမားမားဖြစ်တဲ့အခါမှာလဲစိတ်ပြည့်စုံမှုတွေဖြစ်တဲ့အဲမိမိရဲ့အိမ်သူအိမ်သားတူဦးပေါ့နော် ခยีဝေးကိုထွက်သွားတာမျိုးတွေပေါ့အဲဒါမှမဟုတ်မိမိချစ်ခင်တဲ့သူတယောက်ကမိမိကိုခွဲခွာသွားတာမျိုးတွေပေါ့အဲဒါမျိုးတွေပေါ့နော်အဲနောက်တစ်ခါမိမိနဲ့ဆိုင်နေပေါ့နော်ကြည်ကြည်မာမာပြောင်းလဲတွေဒေတာတစ်ခုကနေဒေတာတစ်ခုတစ်ခုကိုပြောင်းသွားတာမျိုးတွေအဲ့လိုမျိုးတွေမှာဆိုလို့ရှိရင်လည်းစိတ်ဖိစီးမှုတွေဖြစ်စေတယ်ဒါမျိုးဆိုရင်အဲ့ကလေးရဲ့နီးမှာပြုစုဆောင်ရှောက်တဲ့သူတွေကပေါ့နော်ခยีဒီဇိုင်းနဲ့ဆောင်ရှောက်ပေးဖို့လိုအပ်တယ်သူ့မှာရှိနေတဲ့ဖိစီးမှုတွေကိုရော့ကြအောင် ကူညီပေးဖို့လိုအပ်တာလည်းဖြစ်ပါတယ်ရှင်။နောက်တစ်ခါစိုးရိမ်ပူပန်စိတ်တွေတခုခုစိုးရိမ်ပူပန်မှုများတဲ့သူတွေကစိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတယ်။ဒါကြောင့်စိုးရိမ်ပူပန်မှုတွေကိုလည်းရော့ကျသွားအောင်နေကျင်ပေးကြရမယ်။အဲအားလည်းတကယ်ကိုစိတ်ဖိစီးမှုကိုဖြစ်စေတဲ့အကြောင်းအရာတွေမှာပါဝင်နေရလည်းဖြစ်ပါတယ်ရှင်။ ဒါတခုကအခြေအနေတခုကနေပြီးတော့ရက်လက်တခုပေါ်မှာမထိန်ချုပ်နိုင်ဘူးမလွှမ်းမိုးနိုင်တဲ့အခါမျိုးတွေမှာလည်းဖြစ်ပေါ်ရတဲ့နေပေါ့နော်မိမိရဲ့ခံစားချက်တွေမိမိရဲ့အတွေ့အကြုံတွေမိမိပေါ်မှာမိမိမှာဖြစ်ပေါ်လာတဲ့အဲစိတ်လူရှားခံစားမှုတွေကိုမထိန်ချုပ်နိုင်တဲ့အခါမျိုးမှာလည်းစိတ်ဖိစီးမှုတွေဟာဖြစ်ပေါ်တတ်တာပါဒါကြောင့်ဒါမျိုးတွေကိုလည်းထိန်ချုပ်တတ်အောင် လေ့ကျင့်ပေးဖို့လိုပါတယ်ရှင်နောက်တစ်ခါတိတ်များတဲ့ဒါဝင်တွေကိုယူထားရတဲ့အခါဒါတော့ ဟိုကလေးတွေဆိုရင်တော့ဒါ ECCG ပညာရေးရဲ့အထက်ပေါ့နော်မူလတန်းလယ်တန်းထက်တန်းကလေးတွေမှာဆိုရင်သူတို့ကိုပေါ့နော်သူတို့လောက်ရမဲ့လုပ်ငန်းပေးတွေများများရအများကြီးပေးလိုက်မိတယ်။ဒါဆိုရင်ဒီမှာလုံးဆိုင်ရှိအင်စာတွေကများတဲ့အတွက်သူမှာအချိန်မလောက်တာလည်းဖြစ်နိုင်တယ်ဒါကိုမကျွမ်းကျင်တာလည်းဖြစ်နိုင်တယ်ဒါဆိုရင်သူမှာဒီလိုမျိုးများပြားတဲ့အကြောင်းအရာတွေရှိနေပြီဆိုရင်သူ စိတ်ဖိစီးမှုတွေဖြစ်မယ်အဲ့လိုပဲလူကြီးတွေမှာလည်းပဲအဲ့လိုပဲများတဲ့တာဝန်တွေကိုယူထားရတဲ့အခါမှာစိတ်ဖိစီးမှုကိုဖြစ်ပေါ်စေပါတယ်ရှင်အဲ့တော့ဒါမျိုးတွေကိုသိပြီဆိုရင်ကျမတို့ဒါလေးတွေကိုဘယ်လိုလျှော့ချမလို့ပေါ့နော်သုံးသပ်ကြရပါမယ်ဝေဖန်ကြရပါမယ်နောက်တစ်ခါဘဝမှာလှုပ်ရှားမရှိရတဲ့အခြေအနေတွေအလုတ်ကိုင်းမရှိတဲ့အခြေအနေတွေအပြောင်းလဲတွေအများကြီးကြုံရတဲ့အခါမှာစိတ်ဖိစီးမှုဖြစ်ပေါ်စေတာပါအဲ့တော့ကြတော့ဒီလိုမျိုးအခြေအနေတွေမှာဆိုရင်လည်းပဲတူတူတယောက်ချင်းစီဟာ ကိုယ့်ရဲ့ဘဝမှာ ဖြစ်ပေါ်နေတဲ့အခြေအနေမှာဘလူတွေဆောင်ရွက်ကြမလို့အဲဘလူတွေဒါပေါ့နော်စဉ်းစားကြမလို့အဲဘလူအကောင်းဆုံးနည်းလမ်းနဲ့ကြော်ရမလို့ဆိုတာလေးတွေကိုလည်းသုံးသပ်ဖို့လိုတာလည်းဖြစ်ပါလေရှင်။နောက်တက ခွဲခြားဆက်ဆံရခံရတဲ့အခါမှာကလေးတွေဆိုခွဲခြားဆက်ဆံနေလေကိုတချို့တွေပေါ့နော်တချို့တွေပါအဲ့လိုမျိုးဆက်ဆံခံရရင်ဒီကဲကိုပေါ့ ခံရတဲ့ကလေးကစိတ်ပစ္စည်းမှုဖြစ်ပေါ်သွားစေတာပါအမုန်းတရားတွေနဲ့ဆက်ဆံခံရတဲ့အခါတွေအဲ့တော့ကလေးတွေပေါ်ဘလို့ချင်းနေမျိုးမှာပဲဖြစ်ဖြစ်အမုန်းတရားနဲ့မဆက်ဆံမှုအရေးကြီးပါတယ်ရှင်အဲ့တော့ကြတော့ဟိုတချို့ကကြတော့အမေကိုသဘောမကျတာနဲ့ကလေးပေါ်ပုံပြီးတော့ပေါ့နော် အဲကလေးကိုပို့ပြီးတော့စူတယ်ငောက်တယ်လေချစ်ရဲကျမတို့အိမ်နေမှာဆိုရင်အဲအမေလုပ်တဲ့သူကသားကိုချစ်တယ်အဲ့တော့အမေကိုသဘောမကျတာအမေကိုစိတ်တူတာနဲ့သားအပေါ်မှာပုံပြီးတော့ပေါ့နော်အဲဒေါသတွေထွက်တာကလေးကဂျားထဲကနေပြီးတော့ပေါ့နော်စိတ်ဖိစီးမှုတွေကြုံတွေ့ကြရတာပါဒါမျိုးတွေကိုလည်းရှောင်ကြဉ်မှုလိုပါတယ်ဒါဆိုရင်အိမ်တွင်ကြံဖက်မှုပေါ့နော်ဒီအိမ်တွင်ကြံဖက်မှုဟာစိတ်ဖိစီးမှုကိုတကယ်ကိုပဲအနေရှိတဲ့စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတာလည်းဖြစ်ပါတယ်လွဲမှားစွာပြုကျင့်ခံရတဲ့အခါမျိုးတွေမှာ ဒါမျိုးတွေဆိုလို့ရှိရင်လည်းစိတ်ဖိစီးမှုတွေဖြစ်ပေါ်စေတာဖြစ်ပါတယ်ရှင်အဲ့လိုပေါ့နော်နောက်တစ်ခါမတိကြမရရတဲ့အခြေအနေတွေကိုတွေ့ကြုံရတဲ့အခါမှာဖြစ်ပါတယ်ဒါမျိုးတွေကတော့တဘာဝဘေးရနေရတွေစစ်ပွဲတွေဖြစ်တဲ့အခါမျိုးတွေပါလေအကြီးအမားဆုံးအပြောင်းအလဲကြီးတွေဖြစ်တဲ့အခါတွေမှာရှိတယ်မတိကြမှုတွေမရရမှုတွေ တွေ့ကြုံတတ်ရတယ်။ဒါမျိုးတွေတွေ့ကြုံလာပြီဆိုလဲစိတ်ပစ္စည်းမှုဖြစ်တတ်တယ်။ဒီအမျိုးတွေကိုကျမတို့ကြော်လွားဖို့အတွက်တူးတယောက်ချင်းစီရဲ့အမှုအကျင့်နဲ့အပြုမှုပေါ်မှာမူတည်ပြီးတော့ပေါ့နော်အတွေးခေါ်မှာမူတည်ပြီးတော့ကြော်လွားနိုင်တဲ့နည်းလမ်းလေးတွေကိုအဲရှာဖွေဖို့လိုတယ်။လေ့လာသုံးသပ်ဖို့လိုတာလည်းဖြစ်ပါလေရှင်။ဒါဆိုရင်ကျမတို့စိတ်ပစ္စည်းမှုကိုဖြစ်စေတဲ့အကြောင်းရင်းတွေတော်တော်များများတော့ကျမဆွေးနွေးခဲ့လို့ပြီးပြီ။အများကြီးရှိတဲ့စိတ်ပစ္စည်းမှုကိုဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေကဖီးယားတွေကြောင့်လည်းဖြစ်ပေါ်စေနိုင်တယ်လို့အပြောင်းလဲကြီးကြီးမား မတွေကြောင့်လည်းဖြစ်ပေါ်စေနိုင်တယ်။ဆိုရင်ပူပန်မှုတွေကြောင့်လည်းဖြစ်ပေါ်စေနိုင်တယ်။အခြေအနေတစ်ခုရဲ့ရလဒ်တစ်ခုပေါ်မှာမိမိကကိုယ့်ကိုယ်ကိုမထိန်းချုပ်နိုင်မလွှမ်းမိုးနိုင်တဲ့အခါမှာလည်းစိတ်ပီစီမှုတွေဖြစ်ပေါ်နိုင်တယ်။တာဝန်တွေများပြားလို့လည်းစိတ်ပီစီမှုတွေဖြစ်ပေါ်တတ်တယ်။ဘဝမှာအဲလုံလုံဆရာမရှိ လုပ်ငန်းမရှိ အပြောင်းလဲတွေများတဲ့အခါမှာ ဖွဲ့ကြားဆက်ဆံခံရတဲ့အခါမှာအမုန်းတရားတွေနဲ့ဆက်ဆံခံရတဲ့အခါမှာလွဲမားစွာပြုကျင့်ခံရတဲ့အခါမှာစိတ်ဖိစီးမှုတွေဖြစ်ပေါ်စေတယ်။မတေချာမရေရာတဲ့အခြေအနေတွေကြုံနေရတဲ့အခါမှာဖြစ်ပေါ်စေတာလည်းဖြစ်ပါလေရှင်။ဒီလိုမျိုးစိတ်ဖိစီးမှုတွေကိုဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေအဲ့လိုမျိုးအကြောင်းရင်းတွေဖြစ်ပေါ်လာပြီးဆိုရင် အကျိုးဆက်တွေဆိုတာဖြစ်ပေါ်လာတာပါ။စိတ်ပီစီမှု ဖြစ်ပေါ်တဲ့အကြောင်းရင်းတွေက တကယ်ကိုပဲပေါ့နော်အဲ အနေဖြစ်စေနိုင်တဲ့စိတ်ပိစည်းမှုတွေဆိုရင်သူ့ရဲ့အကျိုးဆက်တွေကလည်းတကယ်ကိုစိုးဝါတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။ဒါဆိုရင်စိတ်ပိစည်းမှုကြောင့်ဖြစ်ပေါ်လာတဲ့စိုးဝါတဲ့အကျိုးဆက်တွေပေါ့နော်။သွေးတိုးလာမယ်။အကျိုးဆိုကလေးလေးတွေငယ်ငယ်နဲ့သွေးတိုးရှိတယ်ဆိုတာကြားဘူးကြားမှာပါ။ကျွန်မလည်းသိရှိတယ်။ အဲ့ဒါဘာလို့လို့ဆိုရင်သူတို့မှာစိတ်ပြည့်စည်မှုကြောင့်လည်းဆက်နွယ်နေမှာပါအစာအသောက်နဲ့လည်းဆက်နွယ်နေမှာပါအဲ့တော့ကြတော့စိတ်ပြည့်စည်မှုကြောင့်သွေးတိုးတွေဖြစ်တတ်တယ်နှလုံးခုန်တွေမြန်လာတယ်စိတ်ပြည့်စည်မှုများရင်လို့ရှိရင်စိတ်လုံခြားခံစားမှုတွေပြင်းထန်လာတာကိုပြင်းထန်လာတာကြောင့်နှလုံးခုန်တွေမြန်လာမယ်ကြက်သားတွေတင်းကျပ်လာမယ်ကြက်သားတွေကတင်းကျပ်လာမယ်ဒီပေါ်တော့ စိတ်ပီစည်းမှုကြောင့်ဖြစ်ပေါ်လာတဲ့အခြေအနေလည်းဖြစ်ပါတယ်ရှင်အစာရင်ကပုံမှန်အစာမချင်နိုင်တော့ဘူးဒါကြောင့်ကလေးလေးတွေဘိုင်းအောင်နဲ့ဘိုင်းနာတယ်ဆိုတာအစာမားလို့လည်းဘိုင်းအောင်ဘိုင်းနာတာဖြစ်နိုင်တယ်လို့ပဲအိမ်မှာစိတ်ပီစည်းမှုတွေများလာတဲ့အခါများမျိုးမှလည်းပဲသူတို့တွေကအစာမချင်နိုင်တော့ပဲနဲ့ဘိုင်းအောင်ဘိုင်းနာတွေဖြစ်တတ်တယ် အာယုံမစူးဆိုင်နိုင်တော့ဘူးသူကစိတ်ပစ္စည်းမှုများနေပြီဖြစ်တဲ့အတွက်အာယုံစူးဆိုင်မှုတွေလျော့ရဲသွားမယ်။နောက်တကမေမေလျော့ရော့တွေဟိုဟာမေဒီယာမေပေါ့နော်စိတ်ပစ္စည်းမှုများတဲ့သူတွေမှာပို့ပြီးတော့မေရော့မှုတွေဟာပို့ပြီးတော့များကြတယ်။အဲမေရော့မှုတွေရှိမယ်မောပန်းနွမ်းနေမယ်မလုတ်ချင်မကိုင်းညင်တယ်လို့ပေါ့နော်ခုနကကျမတို့ဇရာွက်ကလေးတို့မှာပဲအဲလိန်မော်ယောင်တို့အနီယောင်တို့အဆင့်ကိုရောက်သွားပြီးစရင် burn out တို့ exhaustion တို့ နှုံးခွေးပြီးတော့မောပန်းနွမ်းနဲ့နွမ်းလျရသွားမယ်ပေါ့နော်ဒါစိတ်ပြည့်စည်မှုရဲ့ဖြစ်ပေါ်လာတဲ့အဲဆိုးကျိုးတွေပါရှင်ဒါတကူစိတ်ပိုင်းဆိုင်ရာနာမကျန်းမှုတွေဖြစ်မယ်အများကြီးရှိပါတယ်အဲ့တော့ကြတော့ဒီလိုမျိုးပေါ့နော်စိတ်ပြည့်စည်မှုကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတွေ အများကြီးရှိတဲ့စိုးကျိုးတွေပေါ့နော်တကယ်တည်းမှာကျွန်တော်ထုံးလို့ပြတာအချို့ပဲထုံးလို့ပြထားတဲ့ရင်ဖြစ်ပါတယ်အဲ့တော့စိတ်ပြည်စည်မှုကြောင့်သွေးတိုးတွေနှလုံးခုန်နာတွေကြွက်သားတွေတင်းတင်းကြပ်ကြပ်ဖြစ်တာတွေအစာအိမ်တွေပုံမှန်အစာမချေနိုင်တာတွေအာရုံမစူးစိုက်နိုင်တာတွေဒါဆိုကလေးတယောက်အတန်းထဲမှာအာရုံစူးစိုက်မှုအားနည်းနေပြီဆိုသူပါဖြစ်နေရတော့ဆိုကျွန်တော်တို့ဝေဖန်သုံးသပ်ရမှာပါသူ့ရဲ့စိတ်ပြည်စည်မှုတွေကိုပြေလျော့သွားစေဖို့အတွက်သူ့ကိုဒါ တချင်းလေးတွေဂီတာလေးတွေအဲပေါ်တော့နောက်တစ်ခါအားကစားလေးတွေလှုပ်ဆောင်စေခြင်းနေသူဝါဒနာပါတာလေးကိုလှုပ်ဆောင်စေခြင်းအဖြစ်သူ့မှာရှိနေတဲ့စိတ်ဖိစီးမှုတွေရောကြအောင်ဆောင်ရွက်ပြီးမှအာယုံစူးစိုက်မှုအားတွေကောင်းလာအောင်မိမိပေးလိုတဲ့ရည်ရွယ်ချက်ကို ရောက်ရှိအောင်ကလေးကိုဒါလေ့ကျင့်ပေးကြရမှာလည်းဖြစ်တယ်အဲ့တော့မိရာတွေမောပန်းနွမ်းနယ်လဲတာတွေစိတ်ပိုင်းဆိုင်ရာကြံမကြမ်းမှမှုတွေပေါ့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ကျမတို့စိတ်ဖိစီးမှုရဲ့ ဆိုးကျိုးတွေဟာဒီလိုမျိုးတွေဖြစ်ပေါ်စေတယ်။ဒါဆိုရင်ကျမတို့တွေမှာရှိနေတဲ့ပေါ့နော်။ကလေးတွေတွေတွေမှာလည်းရှိနိုင်တဲ့အဲရှိတတ်တဲ့စိတ်ဖိစီးမှုတွေမဖြစ်အောင်အဲလူကြီးမိဘတွေကျမတို့ဆရာသမားတွေကနေပြီးတော့ပေါ့နော်။ဒီလိုမျိုးစိတ်ဖိစီးမှုတွေရှိတတ်တဲ့အဲ့အမျိုးလေးတွေကိုသူတို့မှာတပြေးပြေးနဲ့ပြောကြအောင်သူဆောင်ရွက်ပေးဖို့လိုအပ်တယ်။အဲ့လိုမျိုးပြောကြအောင်ဆောင်ရွက်ပေးရမယ့်နည်းလမ်းလေးတွေကိုလည်းပဲကျမရှိ့ ရက်ဒီမှာဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုအနီကုန်ချုပ်ပြန်ပြပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။